မကြခင်ကမှအမေတော်အောင်ဆန်းစုကြည်ကိုလက်စားမှုနဲ့ထောင်ကြတာပါနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုလို့ဆိုပြီးပြောခဲ့တဲ့ရှင်ပါဇက်ကတပတ်တော်မခံလိုက်ပါလားဟင်ဟုတ်လားဝတ်လေတယ်ဆိုတာအဲ့ဒါမြေတာစူးတယ်ဆိုတာအဲ့ဒါချိန်စာတင့်တယ်ဆိုတာအဲ့ဒါဟင်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့င်းထူးတဲ့င်းကောင်းတဲ့င်းမှဲ့တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံ အောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ပုံမှန်ရက်ွက် channel ကိုယေရှုအားပေးနေရတဲ့ညီကောင်မမနဲ့မိဘပြည်သူများကိုကျွန်တော်တောင်းပန်ကြရခုရှိပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ကိုရီးကိုရာကိစ္စတွေကြောင့်ဗီဒီယိုမတန်ဖြစ်တော့ဘူးအနည်းငယ်တောင်းပန်ပါတယ်ဆက်လက်ကြည့်ရှုအားပေးဖို့လည်းတောင်းဆိုပါရစေခင်ဗျာ P3 လုံးပါတီပဲပင်ပေါက်ချင်ပတ်ပါတီတို့မဟုတ်ပြီးပါပြီပါတီပေါ့ရှင်နော်ပြည်သူတွေမျိုးမျိုးခေါ်နေကြတာပေါ့အဲ့နံပါတ်တွေနဲ့လည်းရှင်တို့ကလိုက်ဖက်ပါတယ်နော်ရှင်တို့ကတကယ်လည်းပြည်သူချင်ပတ်တွေကိုရှင်တို့တမျိုးလုံးတစ်ဆွေလုံးကပြည်သူချင်ပတ်တွေပဲ ဥပဒေရဲ့အထက်မှာငုံတုတ်ထိုင်နေတဲ့ခရိုနီလူယုံပါတယ်ခရိုနီတခိုးတွေနော်ပြည်သူချင်ပတ်တွေရှင်တို့တွေကအခုလဲပြည်သူတွေပေးထားသလိုပဲပြီးပါပြီပေါ့ရှင်တို့ကဒါအဲ့မှာဘောကြီးကိုသွားမှပြီးတော့နော်ဒီရွေးကောက်ပွဲကြီးအတွက်နေရတနေရအတွက်စောက်ရက်တွေမဲ့ပြီးတော့ပါဇက်နဲ့ဖေနဲ့ကိုတသားရဲထားပြီးရှင်တို့ပြောကျင်တယ်လို့ပြောခဲ့ပြီးတော့အားတွေချက်ပြီးလုံနေတယ်ရွေးကောက်ပွဲမှာဟုတ်လားဝင်ပြိုင်လို့မရတော့ဘူးဆိုတော့တည်င်းကို လူသည့်ရှင်ကြားကဘာသည့်အောင်ဖွင့်ချလိုက်တော့ဘယ်လိုများနေသေးလဲလို့မေးချင်လိုက်တာရမ်းမယ်ဟင်မကြခင်ကမှအမေတော်အောင်ဆန်းစုကြည်ကိုလက်စားမှုနဲ့ထောင်ကြတာပါနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုလို့ဆိုပြီးပြောခဲ့တဲ့ရှင်ပါဇက်ကတပတ်တော်မခံလိုက်ပါလားဟင်ဟုတ်လားဝတ်လေတယ်ဆိုတာအဲ့ဒါမြစ်တာစူးတယ်ဆိုတာအဲ့ဒါချိန်စာတဲ့နေဆိုတာအဲ့ဒါဟင်ချစ်ကိုပြောတာအဲ့ဒါเนาะကျမတို့ခေါင်းဆောင်က ိတ်ခါရောတမာရီရောပြည့်စုံတဲ့လူတယောက်เนาะခုံးကံမြင့်တဲ့လူတယောက်ရုံမှကျင်လို့တာခေါင်းစဉ်အမျိုးမျိုးတက်ပြီးထောင်ထဲထည့်ထားပေမဲ့သူ့ရဲ့ဖုံးကံအရှိန်အဝါကပြည်သူလူထုအပေါ်မှာအပြည့်အဝလွှမ်းမိုးနေစေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ရှင်တို့အခုလိုမျိုးဟလာကဘာတိလူသည်ရှင်ကြဆောက်ရက်ကွဲတဲ့ခါကြတော့ကျမတို့ကလက်ညိုးဝိုင်းထိုးလို့အရသာရှိလိုက်တာပြောမနေပါနဲ့တော့ဟင်အရသာရှိလိုက်တာ အမေစုကိုလက်စားမှုနဲ့ထောင်ကြတာပါနိုင်ငံရေးအကျဉ်းသားတယောက်မဟုတ်ပါဘူးလို့ရှင်းပါဇက်ကမကြခင်ရမှာပြောခဲ့တာကဲအခုကြတော့အင်ယာစီမံကိန်းတွေကိုစောက်ကျွေးမဆက်နိုင်တာကဘလောက်ဟလာဘီလီယံနဲ့ချီနေတာနော်အဲ့တော့စောက်ကျွေးအဲ့လောက်ထူနေမှကျမတို့လည်းခုမှပဲသိရတော့လားရှင်တို့အဲ့ဒါရှင်တို့အဘအောင်ပဲကျမတို့ကပြန်ပြီးတော့ကျေးဇူးတင်အောင်ပဲနောက်တစ်ခုက အယိုးအရင်လေးကတ်ရမလားဆိုပြီးရှင်တို့မှဖားလိုက်ရလိုက်ရတာဟမ်ပြည်သူအမုန်းကိုခံပြီးတော့မှရှင်တို့ဗဇက်ကြီးတွေနဲ့ရှင်တို့ဟိုခင်တဲ့ဗဇက်နဲ့တသားလေးဖြစ်နေတာရှင်တို့ဗဇက်တွေကလောက်တက်နေတာအဲ့လောက်တက်တဲ့ဗဇက်တွေနဲ့ရှင်တို့မတန်မရရှင်တို့ပြောတာကျမတို့ခေါင်းဆောင်ကျမတို့ပြည်သူတိုင်းပြည်လုံးပြည်သူလူထုဘောမှမပါနော်အုံနောက်ရှိတဲ့ထမင်းစားတဲ့လူတွေတင်မြောက်ထားတဲ့လေးစားရတဲ့အတူယူရတဲ့ခေါင်းဆောင်ပြောက်ကိုရှင်တို့ဗဇက်ကပြောခဲ့တော့ကျမတို့ကအသေးထဲမှလေးသိလား အရင်နာကျင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းဆောင်ဘလောက်တိပေးဆက်ထားလဲဆိုတာတကပါလုံးသိတယ်ကျွန်တော်ပါဇက်ကပြောလာတကပါလုံးသိရတော့အောင်ဆန်းစွကြီးကလက်စားတာဘာဘယ်နေရာလက်စားရလဲဟင်ကျွန်တော်လုတ်ခဲသမျှအလုပ်တွေပဲအဲ့လက်စားတာလို့ခိုးတာဖွက်တာလို့ကျွန်တော်တစ်ခွက်လုံးခိုးနေတယ်တကူတွေမြန်မာနိုင်ငံထဲမှာရှိတယ်လူရုပ်မှာအောက်တန်းစားတွေကျွန်တော်တွေကနော်ကျွန်တော်တွေကပြန်ပြောတာကျွန်တော်တို့ခေါင်းဆောင်မျိုးကျွန်တော်တွေကပြန်ပြောတာကျွန်တော်ကထောင်ထဲမှာလည်းထည့်ထားတယ်ဟာလားရှင်ပြိုင်ဖို့အတွက်လည်းရှင်တို့မှာအရေးချင်းမရှိဘူး ဒီထောင်ထဲထည့်ထားတဲ့ခေါင်းဆောင်တွေကဒါရှင်တို့မဲခိုးပါတယ်ဆိုပြီးတော့ပြောခဲ့တဲ့စကားတွေကိုတာဝန်ယူမယ်ဆိုလို့ချက်ချင်းချက်ချင်းထောင်ထဲကနေထုတ်ပေးပြီးတော့ရှင်တို့ရွေးကောက်ပွဲကိုပြန်ပြီးလုပ်ကြည့်လိုက်ရင်ဟင်ရှင်တို့မဲခိုးပါတယ်ဆိုတော့ဟိုအဟာကိုအဖေမေးခွန်းတွေကိုတခါတည်းအဖေဖြစ်သွားအောင်ရှင်တို့တတိရှိလို့ရှင်ကျမတို့ခေါင်းဆောင်တွေထုတ်ပေးလိုက်ထုတ်ပေးပြီးတော့ရွေးကောက်ပွဲပြန်လုပ်ကြည့်လိုက်စမ်းပါနော်ကျမတို့ကအာမခံရဲတယ်ရဲရဲကြီးအာမခံရဲတယ်ဟုတ်လားမဲကိုအပြတ်တက်နေနိုင်ခဲ့တာကျမတို့ခေါင်းဆောင်တွေက ဘယ်ခစ်ဘယ်အခါမှာဖြစ်ဖြစ်တရင်တို့ထပြိုင်အောင်မှာအပြတ်အသတ်နဲ့နိုင်တာမဲအပြတ်အသတ်နဲ့နိုင်တာရှင်တို့ပြောချင်သလိုပြောပြီးတော့ထောင်ထဲထည့်ထားခဲ့ကြတယ်ရှင်တို့ကိုယ်တိုင်နော်မြန်မာပြည်ထဲမှာဥပဒေရဲ့အထက်မှာမုတ်တုတ်ထိုင်နေကြတာငွေရှိတယ်ငွေများတရားနိုင်ငွေရှိတယ်ဆိုရင်ရှင်တို့လှုပ်ချင်ရလှုပ်ပြီးတော့အဲ့ဒီနေရာကိုလည်းရှင်တို့တိတ်မတ်မောတာပေါ့နော်အဲ့ဒီနေရာကိုမတ်မောလို့ပဲရှင်တို့ကိုယ်တိုင် NLD တဲကိုဝင်လာခဲ့ကြတာလေရှင်တို့အဲ့ဒီအချိန်တုန်းကကျတော့ NLD ကောင်းလိုက်တာ NLD ကောင်းလိုက်တာအမလီ NLD ကိုပဲမဲပေးကြပါရှင်တို့တွေပြောခဲ့တဲ့မျက်နှာကြီးတွေ မမေ့သေးဘူးကျမတို့ကမမေ့တယ်နော်အခုလက်ကြလက်ကြအောင် NLD ထဲမှာရှင်တို့ခိုးလို့မရဘူးဆိုတာသိတော့ရှင်တို့ဟိုကကန်လဲထုတ်လဲထုတ်လိုက်ကောရှင်တို့ဒီဘက်မှာလာပြီးတော့မှဘောကိုရှင်တို့မနေပြန်မပြီးတော့မှရှင်တို့ရှောက်ပြောနေတာဗဇက်ကနေမဟုတ်ကဟုတ်ကလည်းရှင်တို့ရှောက်ထွက်နေအောင်ရှင်မရှိပဲဟမ်အခုကြတော့ရှင်တို့ရွေးကောက်ွယ်နဲ့ပတ်သက်ပြီးတော့မှဟာလာရှင်တို့ဘလောက်ပဲဘောမှမှရှင်တို့ဖင်ကုန်းအောင်မှကျမတို့ပြောပြီးပြီဒါကဒီရွေးကောက်ွယ်ရှင်တို့တိတ်မမြှော်လင်းနဲ့အများကြီးမမြှော်လင်းနဲ့ ်ရှင်တို့ရလောဘတွေကြီးပြီးတော့ရှင်တို့စောက်ချက်တွေမရှိကြတာကျွန်တော်ပြည်သူလူထုတွေကမြင်နေရတယ်ရှင်တို့တွေရှင်တို့လောဘကြီးပြီးပြေးနေကြတာရှင်တို့မှဟာဟာတိုးပြေးနေတာဟုတ်လားရှင်တို့မှအမောဖောင့်နေတာရှင်တို့တွေရောက်ရက်ခတ်နေတာကိုကျွန်တော်ကမြင်နေရတာဟင်မြင်နေရတာအဲ့တော့ရှင်တို့စောက်ချက်ကမြန်မာပြည်ထဲမှာဟိုနောက်ဆက်ကွဲစရာတော့မရှိတော့ဘူးရှင်တို့ကကိုယ့်အစ်စ်တန်းကိုမသိတာဟုတ်လားရှင်တို့ငွေရှိလို့သာရှင်တို့လူကြားထဲမှာနေထိုင်နေရတာနော်တကယ်တမ်းကြလို့ရှင်ရှင်တို့ရဲ့တိတ်ခါဆိုတာလည်းတပြားမှရှိတော့တာမဟုတ်ဘူး ရွေးကောက်ပွဲအတွက်အဲ့ဒီနေရာအတွက်အဲ့ဒီခုံအတွက်ရှင်တို့ promotion လုပ်နေတာရှင်တို့ခေါ်ထားတဲ့အမှုပညာတွေကလည်းအမှုပညာရှင်တွေဆိုတာလေအောက်တန်းစားအမှုပညာရှင်တွေပဲเนาะအဲ့တော့ကျွန်တော်တို့က boycott လုပ်တယ်ဆိုတာကလေသိလားရှင်တို့ခေါ်ထားတဲ့အမှုပညာရှင်တွေကိုကျွန်တော်တို့ boycott အများအနှလုပ်နေတယ်ဆိုတာကသူတို့တွေလည်းစောက်ရှက်မရှိလို့ကျွန်တော်တို့ကလုပ်နေရတယ်အေးဒါပေမဲ့ကျွန်တော်တို့နိုင်ငံထဲမှာကဟိုကြည့်ကြရုပ်ရှင်ကလည်းမရှိဘူးလေเนาะတကယ်ဟိုအမှုပညာရှင်စစ်စစ်တွေက CDM နေလှုပ်ထားကြတဲ့ခါကျတော့အဲ့လိုမျိုးတရားဘိုးသုံးဘုတ်တွေဝယ်လူတွေကကြည်နေရတာပေါ့ရှင်တို့ကလည်းအရာတွေကိုခေါ်ခေါ်ပြီးတော့မှဟလာရှင်တို့ရွှေဆိုင်တွေရောင်းဝဖို့အတွက် promotion လုပ်လိုက် ပြီးရင်ဟိုရွက်ောက်ပွဲဝင်ပြိုင်မှုအတွက်ခေါ်လိုက်နေဆိုတော့အဲ့ဒီအမှုပညာရှင်တွေရောရှင်တို့ရောဟိုချီးရွှင်းနေရလောက်တွေပဲအကုန်လုံးကအတိလားနော်ပြည်သူလူထု ဆိုတာရှင်တို့မှမရှိဘူးအနာဂတ်ဆိုတာရှင်တို့မှမရှိဘူးရည်မှန်းချက်မျှော်လင့်ချက်တိုင်းပြည်ရည်မှန်းချက်တိုင်းပြည်မျှော်လင့်ချက်ဆိုတာရှင်တို့မှဘာမှမရှိဘူးရှင်တို့မျှော်လင့်တာရှင်တို့အတွက်ပဲရှင်တို့ဘလို့ဘောမရမလဲဘယ်နာကနေဘလို့သွားပြီးတော့ပုံရက်ကမလဲနော်ရှင်တို့အဲ့အရာတွေကိုပဲစဉ်းစားပြီးတော့တစ်ချိန်လုံးရှင်တို့ဒါတွေနဲ့ပဲစောက်လို့ရှုပ်နေကြတာအဲ့တော့ရှင်တို့ရဲ့လာရလန်းဒီဒါအစပဲရှိသေးတယ်ဒါအစပဲရှိသေးတယ်ဒီရွေးကောက်ပွဲဒီတဖွဲ့တည်းပြိုင်တာတစုတည်းပြိုင်တာလူတစုတည်းပြိုင်တာ အဲ့ဒီလူတစုကောင်းစားဖို့အတွက်ကိုလည်းရှင်တို့တွေကပြည်သူလူထုပခုံးနေဘောကိုတက်နင်းပြီးတော့မှရှင်တို့သွားနေကြတာနော်အဲ့ဒီအတွက်ရှင်တို့ရဲ့သမိုင်းရလည်းလှမှာမဟုတ်ဘူးရှင်တို့ကအခုတည်းကနာမည်သိနေပြီလူသာမသိသေးတာရှင်တို့နာမည်ကသိနေပြီနော်အဲ့တော့ဒီရွေးကောက်ပွဲကိုရှင်တို့ကအသေးအတန်ပြိုင်ခြင်းမှာပေါ့လိုခြင်းမှာပေါ့နေရတခုဒီစစ်ကောင်စီကိုရှင်တို့နိုင်စေခြင်းမှာပေါ့ရှင်တို့လှုပ်ထားတာတွေကလက်လုံကြက်တုံတွေဖြစ်နေပြီလေ တကယ်လို့ဒါအဲ့ဒီအာနာယူတတိုက်ကြရှုံသွားပြီဆိုလို့ရှင်ရှင်တို့ကလည်းမျောပြီးပါဝါမဲ့အမိုက်တရိုက်ပြီလေရှင်တို့ပြည်သူလူထုကြားထဲမှာပြန်ပြီးတော့ရှင်သန်မှုအယံခက်ခဲသွားပြီဘာလို့လဲဆိုရင်ပြည်သူလူထုရဲ့သတွေးကွက်ထဲမှာရှင်တို့ကရှင်သန်ရတော့ရှင်တို့ကိုကျင့်ဖယ်တော့မှရှင်တို့ကိုယွန်းစရာတရားဝါတွေအဖြစ်ပြည်သူကမြင်တော့မှအဲ့ဒီအတွက်ရှင်တို့ကသေမထူးနေမထူးတွေ သေမထူးနေမထူးဖြစ်တဲ့အတွက်ရှင်တို့ရှင်တို့တွေဟလာဦးကိုကိုကြီးတို့လိုလူမျိုးတွေအောက်တန်းစားတွေနော်တိုင်းပြည်ထဲမှာနိုင်ငံရေးကိုလှဲ့စားပြီးတော့ဘာမှပြည်သူအတွက်မပေးဆက်ဘဲနဲ့အလကားလိုချင်တဲ့ဟာတွေနော်အဲ့ဒီအောက်တန်းစားတွေရဲ့သွားရတန်းကနောက်တစ်ချိန်မှာတကယ်လို့ဒီတော်လန်ရေးကြီးတာအောင်မြင်ခဲ့လို့ရှိရင် ရှင်တို့တွေကနေရပြောင်းမဲ့လူတွေရှင်တို့အားလုံးဟာအပြစ်ပြန်ပေးဆက်ရမယ်လူ ဒါတွေကသမိုင်းမှတ်တမ်းတွေအရင်ကလိုမျိုးနောက်ကျောင်းပြန်လှည့်ပြီးတော့နော်နောက်ကျောင်းပြန်လှည့်ပြီးအရေးမယူ वा ဆိုတဲ့အရာတွေကအခုချိန်မှာမရှိတော့မရတော့နော်ဒါကြောင့်မလို့ရှင်တို့ကဒီရွေးကောက်ပွဲကိုအရန်ဖြစ်စေခြင်းနေတာနော်ရှင်တို့ကပြောင်းလဲပြောင်းစားလုပ်နေတာရှင်တို့တကဘာလုံးကိုပတ်လည်နေတာနော်ကျမတို့မြန်မာနိုင်ငံထဲမှာအေဂျင့်နေပါတယ်ဆိုတာရှင်တို့တွေပဲအေဂျင့်နေတာရှင်တို့တွေပဲအေဂျင့်အောင် ငိမ့်ချမ်းအောင်ကျင်းတို့တွေပဲအမျိုးမျိုးဖန်တီးပြနေရပြည်တွင်းထဲမှာကသဘုတ်ဦဖြစ်နေပြီကြည်ရသည်ဖြစ်နေပြီဟမ်ရှင်တို့ဒုက္ခပေးခဲ့သမျှအရာအလုံးပြည်သူတွေအားလုံးခံနေရတာအဲ့ဒီဝိကျွေးတွေလည်းရှင်တို့တနေ့နေ့ပြန်ဆက်ရမှာပဲနော်အဲ့တော့တိုင်းပြည်တွေကတခိုးများရာဇဝတ်ကောင်းများပေါ့ရှင်နော်သမိုင်းတရခံများဖြစ်တဲ့ ရှင်တို့ရဲ့ကြဆုံးကံကိုကျမတို့ကအရသာရှိရှိဒီအချိန်မှာထိုင်ကြည့်နေတယ်လို့နင့်လုံးဝလက်မခံပါဘူးလို့ပြောရမယ်လူတွေပါဘာလို့လဲဆိုတော့ဒီလူတွေကပုံလို့အပ်ပါတယ်ကိုဂျိုးအတွက်သွားနေကြတဲ့လူတွေဟုတ်လို့ဒီလူတွေကပိုတောင်မှပြောပါအောင်เนาะဆိုတဲ့ခါကျတော့ကျမတို့အခုဒီသားထဲမှာအမှုပညာရှင်တွေတော်တော်ရဲရဲတင်းတင်းဖြစ်လာတယ်ဝိုက်ကော့ဝိုင်းလုပ်တဲ့အခါမှာအမှုပညာရှင်ဆိုတဲ့လူတွေ ပြည်သူ့ဘက်မှာရင်းနေတဲ့တိတ်ဆိတ်ပေးနေတဲ့အမှုပညာရှင်တွေမပါပါဘူးတော်လည်းအစတွေကရောက်ရက်ခတ်နေတဲ့စင်ပေါ်အလူရက်တက်နေတဲ့တသက်ခံရဲ့စီဝါရီဖြစ်တဲ့ရွှေဆိုင်တွေမှာဖင်လှုပ်ရှင်လှုပ်ကပြနေတဲ့စောက်ရှက်မဲ့နေတဲ့အမှုပညာရှင်တွေအားလုံးအချင်းချင်းဝန်းရံကြပါတယ်။နော်အဲ့တော့တော်လို့ပြည်သူလူထုတွေတကယ်ဘာကိုလိုအပ်တာလဲနော်ဘောတသက်ခံရဲ့ဖန်နေပေါ့ရှင်နော်တကယ်တော့ဖန်မဟုတ်ပါဘူး။ဒီကောက်ဝဲကာလမှာတသက်ခံဟာ ပတ်စံတော်တော်သုံးနာပုံရပါတယ်။သူနဲ့ပတ်သက်တဲ့ဘယင်တော်ကတော့မှရိုးရိုးတာမန်အချိန်မှာတော့မှတက်တက်ခိုင်နဲ့ပတ်သက်တဲ့သတင်းတွေသိပြီးတော့မတက်ကြပါဘူး။သူ့ရဲ့ကောင်းကောင်းကြီးရေးထားတာမျိုးမတက်ကြပါဘူး။အခုရွေးကောက်ပွဲကာလမှာစစ်ကောင်စီကနေပြီးပတ်စံသုံးလို့ရတယ်ဆိုပြီးထုတ်လိုက်တဲ့အပေါ်မှာပြည်တွေအများကြီးထွက်လာပါတယ်။ပြည်ဆိုတာလေတကယ်သတင်းမီဒီယာတွေကဘောမဘက်ကသတင်းမီဒီယာတွေမဟုတ်ဘူး။သတင်းမီဒီယာမဟုတ်ဘူး။ကလေးဘက်ကသတင်းမီဒီယာမဟုတ်တဲ့ ဟိုသူများအတင်းလျှောက်ပြောနေတယ်ခေါင်းစဉ်ကိုစောက်ကလွဲတွေရေးပြီးသူများတင်းလျှောက်ပြောနေတယ်လူမသိသူမသိမီဒီယာတွေပေ့တယ်ပေ့အတုတွေပုံတွေလည်းမတင်ထားတယ်ပေ့အတုတွေများစွာထွက်လာပါတယ် PPP ပါတီကို အားပေးသင့်တယ်ဆိုတဲ့အကြောင်းเนาะနောက်ပြီးတော့ဒေါ်သက်ခိုင်ဟာပြည်သူလူထုရဲ့စက်တဲနေတဲ့စီဝါရေးတွေကိုဖြည့်ရှင်းမယ်ဆိုတဲ့အကြောင်းကုန်စည်နှုန်းတက်နေတာတွေကိုကြအောင်စူးစမ်းသွားမယ်ဆိုတဲ့အကြောင်းတွေကိုတရက်တည်းတပြိုင်တည်းမှာတင်လာတာကိုတွေ့ရပါတယ် ဲ့တော့ဒီအတွက်သူကပတ်စံတုံးပြီးတော့စကလုံးနေတာတုံနှုံခိုင်းလာတာဖြစ်ပါတယ်။ပောက်တင်ညိုလိုအယောင်မျိုးမျိုးပြောင်းလဲတတ်တဲ့တသက်ခိုင်လိုလူမျိုးကိုရှုံကြည်နေတဲ့လူတွေကတော့ဝေရလို့တာရှုံကြည်နေခြင်းတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုကြားမှာထရန့်ဖြစ်သွားလို့ရှိရင်ပေါ်ပူလာဖြစ်သွားလို့ရှိရင်ရှောင်ပြီးတော့လိုက်တတ်တဲ့လူတွေရှိပါတယ်။တော်လန်ရေးသမားစစ်စစ်တွေကတော့ဘာနဲ့မှကိုဖြူဖြက်လို့မရတော့အောင်စိတ်တက်နေခိုင်မှပြီးတာ ိုလိုလိုဒီလိုလိုလူတွေကတော့ရောင်တောင်ပေါင်းတောင်နေဖြစ်သွားနိုင်ပါတယ်เนาะဒါတွေကိုသတိပြုကြဖို့ပြက်ပြက်သားသားဘွိုက်ကော့လုပ်ကြဖို့ပါပြက်ပြက်သားသားဘွိုက်ကော့လုပ်ကြဖို့ပါဒီချိန်မှာပြည်သူလူထုကိုတတ်ဖြတ်နေတဲ့နောက်တစ်ခုကခေတ်သစ်မီဒီယာလိုမီဒီယာမျိုးကိုအသေးပေးလို့လိုက်ပေးလို့ကြည်လို့အမှန်ခံရတဲ့လူတွေလည်းရှိလာပါတယ်အဲ့တော့ဒီမိုကရေစီအတွက် ရွေးကောက်ပွဲလုပ်ရပါတယ်ဆိုတဲ့စကားကတော့တော်တော်ကိုစောက်တလွဲဖြစ်နေတာပါတော်တော်ကိုမျက်နှာပြောင်တိုက်နေတာပါ နော်ပြည်သူလူထုကိုနှလပိန်တုံးလို့ထင်နေပုံရပါတယ်ဒါကြောင့်မို့လဲသူတို့ဟာဒီစကားတွေကိုပေါ်ပေါ်တင်တင်ပြောလာပြီးတော့မှ အခုလိုမျိုး လက်ပေးတဲ့လူတွေကိုတော့ဖန်စီအရေးယူတာတွေလုပ်နေတာဖြစ်ပါတယ်နောက်ပြီးတော့ပြည်သူလူထုကြားထဲမှာ ထရမ့်ဖြစ်သွားတဲ့ဒီနှစ်သမီးလေးကိစ္စတော့ဘာလို့ဒီလိုမျိုးကိစ္စတွေပေါ့ရှင်ပြည်သူကအော်လို့သခိုးကိစ္စတွေပါတယ်ဖမ်းတဲ့ကိစ္စတွေပေါ့သူဖမ်းကြည့်လို့ဖမ်းတာမဟုတ်ပါဘူးမြေကောက်ပွဲကာလမို့လို့ပြည်သူအကြိုက်လိုက်လို့ပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီလူတွေကိုတရားလည်းမဆွဲပါဘူးရေစကန်ရောက်လို့ရှိရင်ပတ်စံယူပြီးပြန်လွတ်လိုက်တာပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကငွေများတရားနိုင်တဲ့အာဏာအတွက်လူတက်ဖို့ဝင်မလေးတဲ့ကောင်တွေရဲ့လက်ထင်မှာမောက်ချင်တယ်လို့မောက်လန့်ချင်တယ်လို့လန့်ဖြစ်နေရတဲ့အနေအထားပါ နောက်ခုကကျမတို့တော်လိုင်းရင်ဟာဘယ်တော့ပြီးမှလဲဆိုပြီးစိတ်ပြက်လာတဲ့လူတွေရှိပါတယ်။တို့တို့မြမပြည်ရဲ့တော်လိုင်းရင်ဟာတိုင်းသားတွေနဲ့စစ်တပ်နဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစပိုင်းမှာတော့ဒါနိုင်ငံအတွင်းထဲမှာဖြစ်နေတဲ့ပြိပခါလို့ပဲနိုင်ငံတကာကသတ်မှတ်ပါလိမ့်မယ်။တကယ်၍ကျမတို့တော်လိုင်းရင်ဟာ၅နှစ်ကျော်လာပြီဆိုလို့ရှိရင်တော့ဒါဟာတိုင်းရင်းသားအခြေချင်း ပြိပခဖြစ်နေတာပါလို့သတ်မှတ်လို့မရတော့ပါဘူးအချိန်ကာလအရန်ကြာသွားလို့ရှိတိုင်းပြည်တပြည်လုံးအာနာရှင်လက်အောက်မှာဖြစ်ကျင်တယ်လို့ဖြစ်နေကြပြီဆိုတာကိုနိုင်ငံတကာကလက်မခံခြင်းနဲ့လက်ခံလာရမှာပါနိုင်ငံတကာကစောင့်ကြည့်တာအချိန်နဲ့စောင့်ကြည့်တာဖြစ်ပါတယ်တော်လိုင်းရေးတစ်ခုတိုင်းပြည်အတွင်းထဲမှာပြည်သူအချင်းချင်းဖြစ်ကြတဲ့အခါမှာတစ်နှစ်နှစ်နှစ်၃လနှစ်နဲ့ညော့သွားမယ်ညော့ပါသွားမယ်ဆိုလို့ရှိရင်တော့ဒါဟာ ပြည်တွင်ပြိပခါလို့တတ်မှတ်ပါပါအကယ်၍ငါးနှစ်အထက်ဖြစ်လာပြီဆိုလို့ရှင်တော့ဒါဟာမြမအရေးမဟုတ်တော့ဘင်းနဲ့ကပအရေးလို့စတင်တတ်မှတ်လာပါလိမ့်မယ်အဲ့ဒီတော့တော်လရေးကိုထောက်ကူပေးနေတဲ့ပြည်သူလူထုကအဖက်ဖက်ကနေပြီးတော့စဉ်းစားပြီးတော့မှနိုင်တဲ့ဘက်ကတွန်းလှန်နေဖို့လိုပါတယ်တော်လရေးကတိုက်နေခိုက်နေုံနဲ့190လောက်တိဆောက်လာတဲ့နိုင်ငံတော်ရဲ့အတုံးစိတ်ကိုလိုသလို တုံးလို့ရနေတဲ့လူတွေလက်ထဲကနေနိုင်ငံကိုပြန်လူတဲ့အခါမှာဘယ်ရကူမရပါဘူးအပြက်လဲတိုက်နိုင်ခြင်းမှတိုက်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကျမတို့ပြည်သူလိုချင်တာကလူတွေပြောင်းတာကိုလိုချင်တာမဟုတ်ဘဲနဲ့မူပြောင်းတာကိုလိုချင်တာဖြစ်တဲ့အတွက်ဒီတော်လန်ရေးအောင်ခြင်းမအောင်ခြင်းဟာကျမတို့ရဲ့အဖြေမဟုတ်ပါဘူးကျမတို့ရဲ့အဖြေကဒီကောင်းနေဘဲအချိန်မှာလက်လျှော့သွားမလဲဘဲအချိန်ထိသူတို့ဆက်ပြီးတော့ကဘာကိုလိန်နေမလဲဆိုတာကိုပေါ်ထုတ်နိုင်ဖို့ပါပဲ အပြောင်းလဲတစ်ခုခုမလုံမချင်းကျမတို့ကတော်လန်နေရမှာဖြစ်တယ်။နိုင်နာမနိုင်ကနိုင်နာကတော့ပြည်သူလူထုရဲ့သွားနေတဲ့အပေါ်မှာမှုတည်ပါတယ်။ပြည်တွင်းမှာရှိနေတဲ့လူတွေကလည်းမမတင်းတင်းပြက်ပြက်တာတာတွန်းလှန်ရမှာဖြစ်တယ်။ပြည်ပကလူတွေကတော့ဒီတော်လန်ရေးကိုကျမတို့ရဲဘော်တွေတောက်ခံထားနိုင်အောင်ပဲရှင်းရှင်းဆွဲထားပေးနိုင်မှာဖြစ်တယ်။အဲ့တော့တော်လန်ရေးဘယ်တော့ပြီးမှလဲဆိုတဲ့အဖြေထက်တကယ်ပြီးရင်လို့ရှိရင်အားလုံးပါဝင်ရမှာဖြစ်တယ်။အခုကျမတို့နိုင်ငံကအားလုံးပါဝင်နေတာမဟုတ်ပါဘူး။ လူမြောက်နေမိမှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့လူတွေကပဲတွန်လှန်ရေးစစ်တုံးစည်းရိမ်နဲ့စစ်ဘေးရှောင်တွေရဲ့စာနုတ်နေရေးအတွက်အသုံးစရိတ်တွေအတွက်ရှာဖွေပြီးတော့တောက်ခံပေးထားတာဖြစ်ပါတယ်အခုချိန်မှာတောက်ခံနေရတဲ့အနေအထားဖြစ်ပါတကယ်အနေမြေတွေတိမ့်ဖို့တကယ်ဥမာအရှင်ဆန်းဆန်းလှုပ်ချင်တယ်ဆိုလို့ရှင်တော့တိုင်းပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုတွေကိုယ်တိုင်ပါဝင်နေဖို့လိုအပ်ပါတယ်ပြည့်ပြည့်တသားပါဝင်ဖို့လိုအပ်ပါတယ် ဝိုက်ကောကိစ္စလေးတော့မပြတ်သားဘူးဆိုလို့ရှိရင်တော့ပြည်ပမှာရှိနေတဲ့လူတွေကပြည်တွင်းမှာရှိနေတဲ့လူတွေကိုစားနှစ်ဆပိုးပင်မှန်းပြီးတော့အချိန်ကလည်းနှစ်ဆကြာကြာမြင့်မှာဖြစ်ပါတယ်။အဲ့တော့ကြာနေတာကိုအပြစ်ပြောမယ်ဆိုလို့ရှိရင်ကိုယ်ပဲနေရာကအပါဝင်နေလေကိုကိုမထိခိုက်နိုင်တဲ့ဝိုက်ကော့လေးကိုတော့သေသေးတက်တက်ပြက်ပြက်သားသားမလုံနိုင်ဘူးဆိုလို့ရှိရင်တော့ဗဇက်တာပိတ်နေလိုက်ပါ ပျော့ပျော့ကြီးစစ်မှုထမ်းပါလို့ပြောခြင်းတယ်။ပြည်ရင်းထဲမှာရှိနေတဲ့ပွဲတွေဘောမနုပညာရှင်တွေလုပ်တဲ့ပွဲတွေမှာသွားကြည့်ကြတယ်။အပြည့်မှာစစ်မှုထမ်းခေါ်ခံရတယ်။ဟာလားပွဲတစ်ပွဲမှာမပါဝါဘူးဆို10ရောက်15ရောက်လောက်ပျော့ပျော့သွားတယ်။ပျော့သွားတဲ့အကြောင်းအရာတွေကိုလည်းမိသားစုကမတင်ရဲပါဘူး။နော်မိသားစုကလာပြီးဖျောက်ပြင်းပါဆိုလို့ အဲ့လိုအနေထားမျိုးဖြစ်ပါတယ်အဲ့တော့ဂျုံဘဝမှာပြောနေတယ်ဆိုလို့ရှိရင်တော့ဂျုံခံရင်းနဲ့ပွဲတွေကြည့်ရင်းနဲ့ပဲပြောပြောကြီးစစ်တိုက်ပေးကြမှုပဲစဉ်းစားထားကြပါလို့ကျွန်မကတော့ပြောချင်ပါတယ်ဒီဘက်မှာရှိနေတဲ့ထောက်ပို့နေတဲ့အခန်းကဏ္ဍကိုလည်းကျွန်မပြောချင်ပါတယ်အရင်တော့ကကျွန်တော်တို့မူကျုပ်အောင်ဆန်းမပြောခဲ့လဲဆိုလို့ရှိရင်မူကျုပ်အောင်ဆန်းဟာတော်လန်ရေးဖခင်ကြီးပါ เนาะဒီတော်လန်ရေးမှာဥစည်းဥဆောင်လုပ်ပြီးတော့မှမြန်မာနိုင်ငံလွတ်မြောက်ရေးရဖို့အတွက်ကြိုးစားခဲ့တဲ့ပုဂ္ဂိုလ်ကြီးကိုယ်တိုင်မမထန်ထန်ပဲပြက်ပြက်သားသားပဲတော်လန်ခဲ့တာဖြစ်ပါတယ်တော်လန်ရေးနဲ့ပတ်သက်ပြီးဘယ်တော့မှစကားကိုနုညံ့ချိုတာစွာမပြောခဲ့ပါကျမတို့ကတတိုင်းပြည်လုံးလွတ်မြောက်ဖို့အတွက်လုပ်နေရတဲ့အချိန်မှာပြည်သူတွေက volunteer တွေပဲဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကပြည်သူတွေရှိရအလူခံတဲ့အခါမှာစကားကိုအင်မတန်ချိုတာပြီးတော့မှပြောရတာဖြစ်ပါတယ် ဲ့လိုပါဝင်နေတဲ့ပြည်သူတွေစိတ်ကိုမာစေခြင်းပါတယ်ဒီထက်ပိုပြီးတော့ရဲစွမ်းတတိရှိစေခြင်းပါတယ်ဒီထက်ပိုပြီးတော့ခိုင်မာစေခြင်းပါတယ်ဒီလိုမျိုးသွားနိုင်မှကျမတို့ရဲ့တော်လန်ရေးဘယ်လိုရွေ့သွားမလဲဘယ်အချိန်မှာပြောင်းလဲသွားမလဲဆိုတာကိုသိရမှာဖြစ်ပါတယ်အခုကျမတို့သွားနေတဲ့တော်လန်ရေးပုံစံကစစ်ကောင်စီပြုတ်သွားတာထက် စစ်ကောင်စီကိုအပြုတ်တိုက်လိုက်တိုက်လိုက်နိုင်တယ်ဆိုတာထက်ကျမတို့ကဘယ်လောက်အထိသူတို့ကိုဖိအားပေးနိုင်ပြီးတော့စစ်တမ်းရာကိုပြန်ဖို့အရွေးတစ်ခုကိုလှုပ်ဖို့ဒီမူတစ်ခုလုံးကိုပြောင်းဖို့ကျမတို့ဘယ်လောက်အထိလုံနိုင်မလဲဆိုတဲ့ကောင်မှာပဲတွားနေရတာဖြစ်ပါတယ်အဲ့တော့လူတွေပြောင်းပြီးတော့ရွေးကောက်ပွဲလှုပ်ပြလိုက်ပြီမြေတကယ်တမ်းကျတော့သူတို့ရဲ့မူကပြောင်းမှာမဟုတ်ပါဘူးဒါကိုလေကျမတို့ ိနေမြင်နေရပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ပြည်သူတွေတော်လန်ရေးမှာဘယ်လိုပါဝင်သင့်နေဆိုတာကိုကျမအနေနဲ့မမထန်ထန်လေးပြောချင်ပါတယ်။ကျွံမခံခြင်းရင်ကျွံစိတ်မမွေးဖို့ပါ